တတိယအကြောင်းတဝင်လွားနှုတ်ဆက်ကြရအောင်တငယ်ချင်းရဲ့ငါတို့ရဲ့တွေ့ဆုံရင်ယထာဟာဝီးကွာခြင်းအဝေါ်တန်တညဉ့်ဉ့်နဲ့ဆက်ရောက်လာခဲ့ပြီမလားသစိမ့်ဆန်ခဲ့ကြရင်အကောင်းသားရှင်ဘတ်ချင်းရင်းနှီးခဲ့ကြတော့အလွမ်းနေဟာမျက်ရည်ပွင့်ဆန်ဆန်အဲ့ဒီပရဝန်နဲ့ကန်းကုန်ပွင့်နေအဖြစ်ကြွေတယ်ကံညမာဆိုတာတကူကောင်းဆန်ဆန် ခွဲခွာခြင်းမှတ်တမ်းကိုပုံနှိပ်လို့တငယ်ချင်းဆိုတဲ့ဝေါ်ဟာရာကိုဝေးခွာခြင်းအဖြစ်ဖန်ဆင်းခဲ့ပုံပေါ်တယ်။ဘာပဲဖြစ်ဖြစ်တချို့နေ့တွေမှာတိုက်ဆိုင်ရောက်ရှိလာရင်တတိယပေးပါ။နှလုံးသားချင်းနီးရင်တော့ဖုံးခေါ်ပါ။မင်းတို့ရဲ့မရှိမဖြစ်မဟုတ်ခဲ့ပေမဲ့မင်းတို့ရဲ့တငယ်ချင်းကတတိတယစောင့်နေပါလိမ့်မယ်။အခုတော့လမ်းဆွနေသူတယောက်သာဝရဆွဲထွားခြင်းနဲ့ လက်ကလေးကိုလည်းလှုပ်ခဲ့ပါတယ်မင်းတို့အောင်မြင်ပါစေတငယ်ချင်းရဲ့ချိုးလေး